ညစီမပြည်သက်တွေအားလုံးပဲမင်္ဂလာပါအော်တိုဘာလ29ရက်နေ့ည9:00နာရီတမင်းစီမပရိုင်တိုင်းညစီမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခတ်ပါဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့မိုးကုန်းနဲ့မိုးမိတ်မျိုးတို့ကနေတရလလေတက်တွေဆုတ်ခွာပေးရမယ်ဆိုတဲ့သတင်းစင်ကူးက AR မြေကူးတရာမိုင်းခွဲခံရတဲ့သတင်းမင်းတို့မှာရဲရင်တန်းတိုက်ခိုက်ခံရပြီးရဲလေးဦးတေဆုံတဲ့သတင်းရွေးကောက်ပွဲဝါရဖြန့်ဇလန်းရိုက်ကူးတဲ့အမှုပညာရှင်တွေကိုအေးအေးယူမယ်လို့ယူဂျီတွေပြောတဲ့အကြောင်းနဲ့ အာဖဂန်နစ္စတန်နိုင်ငံနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြတ်သွားပြီလို့ပါကစ္စတန်ပြောတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါမိုးကုန်းနဲ့မိုးမိတ်မြို့တွေကနေ TRL တက်တွေစုတ်ခွာပေးရမယ်ဆိုတဲ့သတင်းနဲ့ဆက်လက်အောင်ပါတရုတ်နိုင်ငံကူမင်းမြို့မှာနှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ကိုးချိန်မြောက်ဆွေးနွေးပွဲမှာ တောင်းတက် DLL နဲ့စစ်ကော်မရှင်တပ်တို့အကြားအပြစ်အခက်ရက်စဲဖို့နဲ့မိုးကုံနဲ့မိုးမိတ်မျိုးတွေကနေ DLL တပ်တွေစုတ်ခွာပေးဖို့သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ DLL ကဒီကနေ့အော်တိုဝါလာ29ရက်နေ့မှာတရားဝင်ထုတ်ပြန်လာပါတယ်မိုးကုံနဲ့မိုးမိတ်မြို့တွေကို TLL တက်က10029စစ်စင်ရေးကာလာတွင်တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တာပါ ဒီမျိုးတွေကနေစုတ်ခွာပေးဖို့တရလလီကိုစေုပ်စုဘက်ကအပြင်းထန်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီးအဆက်မပြတ်ဖိအားပေးနေကြတာဖြစ်ပါတယ်။ PSLF TLL ကဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြာဦးဆောင်တဲ့ကိုစလေအဖွဲ့နဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ NSP NC ကိုစလေအဖွဲ့တို့ဟာတရုတ်နိုင်ငံအထူးကိုစလေမစ္စတာတိန်ရှိကျွင်းရဲ့ဂျားဝင်ညှိနှိုင်းမှုနဲ့ကိုးချိန်မြောက်တွေ့ဆုံဆွေးနွေးပွဲကိုအောက်တိုဘာလ29ရက်နေ့ကနေ28ရက်နေ့အထိကျင်းပခဲ့ကြတာဖြစ်ပါတယ်။ တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီးရဲ့ဂျာဝင်စစ်ဆက်ညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နိုင်ခဲ့ပြီးသဘောတူတက်မှတ်ထားတဲ့ကာလအတွင်းမိုးကုတ်နဲ့မိုးမိတ်မြို့နယ်တွေကတောင်းတက်တွေပြန်လည်ဆုတ်ခွာမယ်လို့တောင်းတက် TLL ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်ဒါအပြင် TLL ထိန်းချုပ်ထားတဲ့တောင်းဒေတာကိုမြန်မာစစ်ကော်မရှင်တပ်ကလေးရင်ဘုံကျဲတာထိုးစစ်ဆင်တိုက်ခိုက်တာတွေမပြုဘဲအောက်တိုဘာလ29ရက်နေ့ကစလို့နှစ်ဖက်ရောက်ရှိနေတဲ့နေရာမှာ တက်တွေရပ်တန့်ရမယ်ဆိုတဲ့အချက်ကိုလည်းစေအုပ်စုဘက်ကသဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်းတရားလလေးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကော်မရှင်တပ်ဟာတာအန်တက်တရားလလေးထိန်းချုပ်ထားတဲ့မြို့တွေကိုမြေပြင်ထိုးစစ်လေးချောင်းပစ်ကူတွေနဲ့အပြင်းထန်ပြုလုပ်နေခဲ့ပြီးနောင်ချိုကြောင်မဲနဲ့တီဘောမြို့တွေကိုတရားလလေးလက်ထဲကနေမကြသေးခင်ကမှပြန်လည်သိမ်းယူခဲ့တာပါ။ TLL ဟာ1029စစ်စင်ရေးအတွင်းမန်တုံမိုးမိတ်မိုင်းလုံးမိုင်းငော့နောင်ချိုးကြောက်မဲနမ်ဆန်နမတူနမ်ခန်းကုတ်ခိုင်မိုးကုတ်တီဘောစတဲ့မျိုးစနစ်မျိုးကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်1029စစ်စင်ရေးမှာပါဝင်ခဲ့တဲ့ညီနောင်မဟာမိတ်၃ဘွယ်တွေက TLL ဟာမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MMDA ပြီးတဲ့နောက်စစ်ကော်မရှင်တပ်နဲ့အပြစ်ရဲ့လက်မှတ်ရေးထိုးတဲ့ဒုတိယမြောက်အဖွဲ့ဖြစ်လာပါတယ် ီးခဲ့တဲ့2025ခုနှစ်မတ်လတုန်းကလည်းတရုတ်ကြားဝင်မှုနဲ့စစ်ကော်မရှင်တပ်နဲ့ MMDA တို့ကြားပစ်ခတ်ရက်စဲခဲ့ပြီးလာရှိုးကနေ MMDA တပ်တွေတက်ဆုပ်ခဲ့ရပါလေခင်ဗျာစင်ကူးကတရင်နဲ့ဆက်ချင်ပါတယ်မန္တလေးတိုင်းစင်ကူးမြို့နယ် ARR မြစ်ကူးယန္တနာတိန်ခသရာမိုင်းခွဲခံရပြီးတဲ့နောက်သရာပဝန်ကျင်ကိုစစ်ကောင်စီတပ်ကတနေ့လုံးလေကြောင်းကနေပုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောပါတယ် စင်ကူးမြို့နယ်ကြောင်မြောင်မြို့ကိုဆက်သွယ်ထားတဲ့ AR မြေကူးတရားဟာအော်တိုဘားလ28ရက်နေ့မနေ့ကည7:00နာရီခန့်မှာမိုင်းခွဲခံရပြီးတရားကျိုးကျခဲ့တာလို့သိရပါဗျ။တရားကျိုးသွားပြီးမနေ့7:00နာရီကျော်ကတည်းကစစ်တပ်ကလေရင်တွေဇက်တိုက်တက်ပြီးဘုံကျဲနေတယ်လို့ဒေသခံတူကလူမှုနယ်ဦးသတင်းဌာနကို ပြောပါဗျ။ဒီကနေ့မနက်7:00မှာ Jet Fighter နဲ့တစည်းတဲကို၃ချိန်ပတ်ကျဲသွားပြီးလေရင်ဇက်တိုက်တက်က နေကင်း၁၂နာရီကျော်မှလေးစီးမြောင်းနဲ့ပုံကျဲနေတယ်လို့သိရပါတယ်။ပုံကျဲခံရတဲ့နေရာအတိအကျကိုမသိရပေမဲ့တရားပဝင်ခြင်းနဲ့စင်ကူလက်ပံလှရွာဘက်ကိုကျဲနေတာလို့လှမ်းမြင်နေရတဲ့ပြည်သူတို့ကပြောပါတယ်။တရားကြိုးကြတာစစ်တပ်ကပုံကျဲတာစစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီးဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကသုံးတရားသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။ ဒီတရာဟာစကိုင်းတိုင်းဘက်ချမ်းမှာကြောင်မြောင်စစ်တပ်ရှိပြီးစင်ကူးမြို့ဘက်ချမ်းမှာတော့မန္တလေး PDF တို့စုမှုထားကြတာပါစစ်ကော်မရှင်တပ်ကဒီနယ်မြေတွေကိုစိုးမိုးဖို့ကြိုးစားနေပြီးကုန်းလမ်းမှာမရေယာဘက်ချမ်းကနေစစ်ကြောင်းထိုးနေတယ်လို့စင်ကူးမြို့နယ်ရဲ့မြောက်ဖက်မှာလည်းစင်ကူးတပိတ်ချင်းနေဆက်အထိတိမ်းယူထားပါရခင်ဗျာအခုဆက်ပြီးတော့မင်းတို့မှာရဲရင်တန်းတိုက်ခိုက်ခံရတဲ့တဲ့ရင်ကိုပြောပြပေးပါပါမကွေးတိုင်းမင်းတို့မြို့နယ်အတွင်းမှာရဲရင်တန်းကိုတိုက်ခိုက်ရာ ကားပေါ်မှာပါတဲ့ရဲလေးဦးတေဆုံးပြီးကားတစီးကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့အမှတ်၁စစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်လေးတရင်စီကတရားပါတယ်။ပသိမ်မုံရွာလမ်းပေါ်မဲဇလီကျေးရွာနဲ့ဝန်တွင်းကျေးရွာကြားမှာအော်တိုဘားလ28ရက်နေ့မိုးလယ်12:50မိနစ်အချိန်မှာရဲကား၄စီးကိုတရက်ခရိုင်အမှတ်လေးတပ်ရင်တပ်ခွဲနှစ်ကရဲဘော်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ တိုင်းစင်ရဲမှုပါလာတဲ့ရင်နံဖြတ်မယ်ဆိုတဲ့သတင်းရတဲ့အတွက်ကင်းပုံဖို့ဆောင်ခဲ့ကြတာရဲတွေတည်ဆုံတာက ပြစ်ခတ်တဲ့ရဲဘော်တွေမြင်တွေ့ရတာနဲ့နေမြေရှင်းလင်းရမှာထိခိုက်ထားတဲ့သွေးစသွေးနာတွေအုတ်ထုတ်သွေးကိုမှန်ထားတဲ့အခြေအနေတွေကိုသုံးသပ်ခဲ့တာပါလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်၄သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြည်စီမာကိုပြောပါတယ်ရဲရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးပြစ်ခတ်ခဲ့ရမှာကားတစ်စီးမိုင်းထိမှန်ပြီးဆက်လက်မောင်းနှင်သွားတယ်လို့သိရပါတယ် အဲ့ဒီကားကိုတော်လိုင်းရဲဘော်တွေကလိုက်လံပစ်ခတ်တာကြောင့်ထိခိုက်ဒဏ်ရာရသူတွေကိုကြံကား၃စီးနဲ့တင်ဆောင်လို့မောင်းနှင်ထွက်ပြေးသွားတယ်လို့ကိုမြတ်ကဆိုပါတယ်။ပစ်ခတ်တိုက်ခိုက်ချိန်၅မိနစ်ကနေ၁၀မိနစ်ဝန်းကျင်အတွင်းစစ်ကော်မရှင်ရဲတွေကပြန်လည်ပစ်ခတ်နိုင်တာမရှိခဲ့ဘဲသူတို့စီကနေကြည်စံတချို့စစ်အုံဆောင်ပစ္စည်းတွေနဲ့အတူငွေသား၃သိန်းချပ်ကိုတင်စီရမိပြီးကားကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ရဲတွေထဲမှာဗိုလ်တအူးနဲ့တခြားအဆင့်တွေပါဝင်ပြီးကမ္မဆေးရုံကိုရောက်ရှိကာဒဏ်ရာပြင်းထန်တဲ့အတွက်ပြည်မြို့ဆေးရုံကို ပို့လိုက်တယ်လို့တတင်းရရှိပြီးအသေးစိတ်ကိုအတီးပြုတ်ဆက်လက်စုံစမ်းနေစေအသေးစိတ်ကိုအတီးပြုတ်နိုင်ဖို့ဆက်လက်စုံစမ်းနေစေဖြစ်တယ်လို့ကိုမြတ်ကပြောပါတယ်။ တိုက်ခိုက်မှုအပြီးမှာမင်းတို့မြို့အဝင်၅မိုင်စစ်ဆေးဂိတ်ကနေလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာတွေရှိခဲ့ပြီးစစ်ကြောင်းထိုးတာတွေလည်းပြုလုပ်လာနိုင်တဲ့အတွက်ဒေသခံတွေနဲ့ခီးသွွားပြည်သူတွေဂယူးဆိုင်နေထိုင်သွားလာကြဖို့ပြည်သူ့ကာကွယ်တပ်မတော်တရက်ခိုင်အမှတ်လေးတရင်ကအသိပေးထားပါတယ်ခင်ဗျာနောက်ဆုံးသတင်းအနေနဲ့ပြောပြချင်တာကတော့ရွေးကောက်ပွဲဝါဒဖြန့်ဇလန်းရိုက်ကူးတဲ့အမှုပညာရှင်တွေကိုအရေးယူမယ်လို့ UG တွေပြောလိုက်တဲ့အကြောင်းပါ စစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ဝါရဖြန့်ဇလံရိုက်ကူးခဲ့ကြတဲ့အမှုပညာရှင်တွေကိုတတိပေးယုံတွေမဟုတ်ဘဲလက်တွေ့အရေးယူမှုတွေဆောင်ရွက်သွားမယ်လို့ရန်ကုန်တိုင်းတွင်းလှုပ်ရှားနေတဲ့မြို့ပြပျောက်ကြားတပ်၃ခုကမျက်စိမှာကိုပြောပါရယ်ရန်ကုန်တိုင်းတွင်းစစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့မြို့ပြပျောက်ကြားတပ်ဖွဲ့တွေဖြစ်တဲ့ရန်ကုန် Army YA Duck Shadow Operation Flame OF Motherson Yangon Force Broken System စတဲ့၅ဘွဲ့ပူးပေါင်းပြီးခေတ္တမိုင်းကိုဒုံးဆိုင်မိသူများဇလန်းမှာပါဝင်ရိုက်ကူးခဲ့တဲ့တရုတ်ဆောင်တွေကိုပြင်းထန်စွာတုံ့ပြန်အရေးယူသွားမှာဖြစ်ကြောင်းကြေညာချက်တစ်စောင်ကိုအော်တိုဝါလာ28ရက်နေ့ကထုတ်ပြန်လာခဲ့တာပါအဲ့ဒီဇလန်းမှာပါဝင်တရုတ်ဆောင်ခဲ့သူတွေဟာနာမည်ကြီးတရုတ်ဆောင်တွေဖြစ်ကြတဲ့နေတိုမြင်းမြတ်အေဂျင့်မောင် နေဝင်းမေမြင့်မောင်ချူလေးအောင်ခိုင်ငပြောကျော်နဲ့အောင်တိုနိုင်လင်း တွက်လက်စူပါလင်းမင်းညိုအုတ်ကာပြန်ยีရဲရင်ရောပျော်နဲ့အောင်စင်ဖြိုးလို့ဖြစ်ကြပါတယ်သူတို့ဟာစစ်ကော်မရှင်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုထောက်ခံအားပေးကူညီပြီးယုံကြည်ချက်နဲ့တော်လှန်နေတဲ့လူငယ်တွေကိုစော်ကားတာလူမှုအရေးတော်ပုံကိုပုံဖြတ်ပြီးအယက်သားတွေအပေါ်စစ်ရာဇဝတ်မှုတွေအမှန်တကယ်ကျူးလွန်နေတဲ့စစ်အုပ်စုကိုအားပေးထောက်ခံနေသူတွေလို့မြို့ပြပြောက်ကြားတပ်တွေကပြောပါတယ်မြို့ပြပြောက်ကြားတက်တွေအနေနဲ့စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲအပေါ်အ အပြားမြောက်ပြုတ်နေတဲ့အမှုပညာရှင်တွေကိုသာမက ပါဝင်ပတ်သက်သူဘု து ကိုမဆို ပြည်သူတရားစီရင်ခံအဖြစ်တတ်နိုင်တဲ့အနေထားကနေအေးအေးယူမှုတွေပြုလုပ်သွားမှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့စစ်အုပ်စုနဲ့တတ်နိုင်သမျှဝေဝေးနေကြဖို့လဲတိုက်တွန်းထားပါတယ်။ပြည်သူတွေအနေနဲ့လည်းစစ်ကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ဇလန်းရိုက်ကူးတဲ့တရုတ်ဆောင်တွေကိုတပိတ်မှောက်ပြီးပြင်းပြင်းထန်ထန်လူမှုရေးပြစ်ဒဏ်ခတ်ကြဖို့တိုက်တွန်းထားပါတယ်။ စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးကာလဟာအော်တိုဝါလာ28ရက်နေ့ကစလို့စတင်ပြီးဖြစ်ပြီးရန်ကုန်တိုင်းကမြို့နယ်တချို့မှာလည်းရွေးကောက်ပွဲပအဝင်ရှင်ပြိုင်မဲ့ပါတီတွေရဲ့မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်တွေစတင်ပြုလုပ်နေကြပြီဖြစ်ပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်အာဖဂန်နစ္စတန်နိုင်ငံနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြတ်သွားပြီလို့ပါကစ္စတန်ပြောလိုက်ပါတယ်သတင်းပြည်စုံကတော့မြစီမဝိုင်းတော်သူယွန်းယွန်းကတင်ဆက်ပေးမှာပါ ဒါမဲ့အပြစ်ခတ်ရစဲရေးအတွက်အာဖဂန်နိုင်ငံနဲ့ညီနိုင်ဆွေးနွေးနေမှုတွေဟာအလုတ်ဖြစ်နိုင်တဲ့အဖြစ်မရပဲပြတ်သွားပြီလို့ပါကစ္စတန်နိုင်ငံကဗုဒ္ဓဟူးနေ့မှာပြောကြားလိုက်ပါတယ်။သူနိုင်ငံသားတွေကိုကာကွယ်ဖို့ခြေလှမ်းတွေလှမ်းရလိုက်မယ်လို့လည်းသတိပေးလိုက်ပါတယ်။ဝမ်းနေစရာကောင်းတာကအာဖဂန်ဘက်ကဘာအာမခံချက်မှမပေးပါဘူးအထူးကကြားတဲ့ပြဿနာတွေမှာလီလွဲ့ပြောဆိုနေပြီးတော့အပြစ်တင်တဲ့အလုပ်ပဲလုပ်နေပါဗျ ရှောင်လွဲတာတွေမာယာတွေတုံးတာတွေပဲလုပ်နေတယ်လို့အစ္စတန်ဘူမှာကျင်းပခဲ့တဲ့၄ရက်ကြာဆွေးနွေးပွဲအပြီးမှာပြန်ကြားရေးဝန်ကြီးအဒေါ်လာထောက်ရကလူမှုကွန်ရက် X မှာရေးသားထားပါတယ်။အဲ့ဒီဆွေးနွေးပွဲကိုကာတာနဲ့တူရကီနိုင်ငံတို့ကဂျာဝင်ညှိနှိုင်းဆေးဆက်ပေးခဲ့တာဖြစ်ပါတယ်။စနေဘက်ကဘလို့အလုပ်ဖြစ်မဲ့အဖြစ်မှမရပဲပြတ်သွားပါပြီလို့လည်းသူကဆက်ပြောလိုက်ပါတယ်။ တောင်ဝါရှအိန္ဒိချင်းနိုင်ငံနှစ်ခုအကြားနှစ်ပေါင်းများစွာအတွင်းအဆိုးဆုံးနယ်စပ်ဖြတ်ကျော်ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ရည်ရွယ်ပြီးအစ္စတန်ဘူဆွေးနွေးပွဲတွေကျင်းပပြုလုပ်ခဲ့ကြတာပါအာဖဂန်နစ္စတန်နိုင်ငံကပါကစ္စတန်က ပြုလုပ်တယ်လို့ပြစ်တင်ဆွဆွဲထားတဲ့ကပူးမျိုးပောက်ကွဲမှုတွေအော်တိုဘားလ9ရက်နေ့ကဖြစ်ပွားခဲ့ပြီးတဲ့နောက်အခုလိုပြစ်ခတ်တိုက်ခိုက်မှုတွေထပ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံကိုတိုက်ခိုက်နေတဲ့စစ်သွေးကြတွေကိုအာဖဂန်နိုင်ငံကခိုလုံခွင့်ပေးထားတယ်လို့အစ္စလာမဘတ်ဘက်ကနေပြီးတော့ဆွဆွဲပြောဆိုခဲ့ပြီးတဲ့နောက်တချင်းကမဟာမိတ်တွေဖြစ်ခဲ့ကြတဲ့နိုင်ငံနှစ်ခုအကြားဆက်ဆံရေးတွေဟာမကြသေးမီနှစ်တည်းအတွင်းဆိုးရွားလာခဲ့တာဖြစ်ပါတယ်၄၈နှစ်ကြာကနအူးပြစ်ခတ်ရဆဲရင်ကာလကုန်ဆုံးသွားပြီးတဲ့နောက်ဒိုဟာမှာဆွေးနွေးပွဲတွေပြုလုပ်ပြီးဒုတိယအကြိမ်ပြစ်ခတ်ရဆဲရင်အောက်တိုဘာလ၁၉ရက်နေ့မှာထွက်ပေါ်လာခဲ့ပါတယ် ါကစ္စတန်ဟာငြိမ်းချမ်းရေးလိုလားတဲ့စိတ်ဓာတ်နဲ့အာဖဂန်နစ္စတန်နိုင်ငံနဲ့ညှိနှိုင်းနေတာဖြစ်တယ်လို့တာရာကပြောပါတယ်။သို့သောကပူးဟာပါကစ္စတန်နိုင်ငံကိုစန့်ကျင်တဲ့အကြမ်းဖက်သမားတွေကိုဆင်ဆက်မပြတ်ထောက်ခံအားပေးနေခဲ့တယ်လို့လည်းဆွဆွဲပြောကြားခဲ့ပါတယ်။အကြမ်းဖက်အနေရကကျွန်တော်တို့ပြည်သူတွေကိုကာကွယ်နိုင်ဖို့အတွက်လိုအပ်တဲ့အရာအားလုံးကို ဖြစ်နိုင်သမျှအကုန်လုံးဆက်ပြီးလှုပ်သွားပါမယ်လို့လည်းတာရာကဆက်လက်ပြောဆိုလိုက်ပြီးအကြမ်းဖက်သမားတွေကိုတေချေပြုတ်တီးသွားအောင်လုပ်မယ်။ တို့ရဲ့ခိုးလို့ရနေရတွေတို့ကိုထောက်ခံအသူအားပေးသူတွေကိုတိုက်ခိုက်ဖျက်ဆီးသွားမယ်လို့လည်းဂရီပြူပြောဆိုလိုက်ပါတယ်။အာဖဂန်နစ္စတန်ဘက်ကတော့ဘလို့ချက်ချင်းတုတ်ပြန်မှုမျိုးကိုမှပြုတ်လောက်တာမထွေရသေးပါဘူးရှင်။ခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး၁၃စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့အမေရိကန်ဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1100ကျပ်ပြင်ပပေါက်စဉ်2080ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1621.5ကျပ်ပြင်ပပေါက်စဉ်3140ကျပ်ဒီလိုပါဒီယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်1448.14ကျပ်ပြင်ပပေါက်စဉ်2853ကျပ် ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတပ်မတ်စေ64ဒသမ63ကျံပြင်ပပေါင်စီ126ဒသမ63ကျံမလေးရှားတဝန်ကြီးကိုစစ်ကောင်စီတပ်မတ်စေ296ဒသမ64ကျံပြင်ပပေါင်စီ986ကျံပေါင်စီရှိပါတယ်။ပေါ်ပြပါငွေနဲ့လည်းနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။မဆုံးရပြည်တွင်းရွှေစင်းလုံးတွေကတော့ ခေါင်းရွှေတစ်ချက်သားကိုရွှေကုံတဲ့အသင်းသတ်မှတ်စီ59ဒိန်8000ကျပ်ပြင်ပပေါင်စီ83ဒိန်6000ကျပ်15ပဲတစ်ချက်သားကိုရွှေကုံတဲ့အသင်းသတ်မှတ်စီ55ဒိန်9685ကျပ်ပြင်ပပေါင်စီ88ဒိန်8000ကျပ်ပေါင်စီရှိပါတယ်။ပေါ်ပြပါရွှေစုံတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်တာသောညရန်ကုန်73ကျေးဇူးတွေကတော့ ီဇယ်1လီတာကို2380ကျပ်။ပရီမီယံဒီဇယ်1လီတာကို2900ကျပ်။အော်ဒိ92လီတာကို2680ကျပ်။အော်ဒိ95လီတာကို2960ကျပ်။ပေါ့ဈေးရှိပါတယ်။ဘောပြပါစသုံးသည့်ဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။မဆုံးရစောင်းဈေးနှုန်းတွေကတော့စောင်းဈေးတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်ဈေး6565ကျပ်။ပြင်ပပေါ့ဈေး 1500ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီမြစီမာ Prime Time မြစီမာသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြီးစုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။ thank you